ဦးကောင်းမြတ်အောင်အသက်ဆုံးရှုံးခဲ့ရတဲ့အာဆင်နယ်လူငယ်ကစားသမားလေးဘလုံးတော့ကမကြသေးမီကမှတကယ်ကိုစိတ်မချမ်းသာစရာဖြစ်ခဲ့ရတဲ့ဒရင်တစ်ခုကြားတီးခဲ့ရပါတယ်အာဆင်နယ်အကယ်ဒမီထွက်တူဦးဖြစ်တဲ့ချက်စတာစီးတီးတင်းရဲ့တိုက်စစ်မှုပိုင်းလိပီကကဘလုံးကစားရင်ရရှိခဲ့တဲ့ဦးကောင်းတန်ရာကြောင့်ကွဲလွန်သွားခဲ့ပြီလို့သိရပါတယ် အတန်းဆက်တနေရွေသားရှိသေးတဲ့လူငယ်လေးရဲ့အဖြစ်ဆိုးကဘောလုံးတော်တစ်ခုလုံးကိုဝမ်းနဲ့ပူဆွေးစေခဲ့ပြီးဒီအကစားရဲ့အနေရီကိုလည်းထပ်မံသတိပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဘိုင်းဘီကလာပီကေတဲ့စနေနေ့ကသူ့ရဲ့ချက်စတာစီးတီးတင်းနဲ့ဝင်းဂိတ်တင်းတို့ရှင်းပြန်ကစားတဲ့ပွဲစဉ်မှာဥကောင်းထိရိုက်တန်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ကစားနေစဉ်အတွင်းမှာမတော်တဆထိခိုက်မှုကြောင့်သူဟာပြင်းထန်တဲ့ဥကောင်းတန်ရာရရှိခဲ့ပြီးဒတိလေးမင်းမျိုးသွားခဲ့ရကြောင့်အရေးပေါ်နေတဲ့ဆေးရုံကိုပို့ဆောင်မှာကုသမှုခံယူခဲ့ရပါတယ်။ဆေးရုံကိုရောက်ပြီးတဲ့နောက်မှာတော့အသက်ရှင်နိုင်ဖို့အကောင်းဆုံးစူးစမ်းခဲ့တာပြီးအင်ကာနီမှာတော့ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပေမဲ့ကမကောင်းစွာနဲ့ပဲဂျာတာပရီနီမှာတော့တတ်ဆုံးပါသွားခဲ့ရတယ်လို့သိရပါတယ်။ ီကရဲဘော်လုံးမောက်ဘောက်ခီလန်ကိုပြန်ကြည့်မယ်ဆိုရင်တော့2020 2021ရာသီမှာအာဆင်နယ်အကယ်ဒမီကိုရောက်ရှိခဲ့ပြီးနောက်ကတော့မျောလင်းချက်ပြီးတဲ့ကစားမဘောက်ကိုစတင်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဒါဘီကောင်တီအစ်စမွန်ပိုယောနဲ့ဟက်စတင်ယူနိုက်တက်စားတဲ့ကလပ်အသင်းတွေစီကိုပြောင်းရွှေ့ခဲ့ပါတယ်2024ခုနှစ်မှာဟက်စတင်ယူနိုက်တက်အသင်းကိုအလိုပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိခဲ့ပြီးမကြာသေးခင်လာပိုင်းတွင်းမှာပဲချက်စတာစီးတီးတင်းကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်ဘော်လုံးကမှအောင်မြင်မှုတွေရရှိဖို့ကြိုးစားနေတဲ့အချိန်မှာဒီဖြစ်ဆိုးနဲ့ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ဒီကဝယ်လွန်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ကစားမဘောက်ကလပ်အသင်းတွေဖြစ်တဲ့အာဆင်နယ်ဒါဘီကောင်တီချက်စတာစီးတီးအစ်စမွန်ပိုယောနဲ့ဟက်စတင်ယူနိုက်တက်တို့က1-0သတင်းထုတ်ပြန်ခဲ့ကြပါတယ် ချက်စတာစီးတီးတင်းရဲ့ကွင်းပြင်ဘက်မှာလည်းပရိသတ်ကပန်းစီတီလာရောက်ထထားခဲ့ကြပြီးဒီမှုကရဲ့ဆာမျက်နှာတွေမှာလည်းဝန်ထဲကျောင်းစာသားတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဘလုံးမများပြားတဲ့အတင်းဖွဲ့စီးတီးကလည်းသူတို့ရဲ့ဝန်ထဲမှုကိုပေါ်ပြခဲ့ကြတာကြောင့်ဘလုံးလောကတစ်ခုလုံးသူ့တို့ကပူဆွေးနေကြတယ်ဆိုတာကိုပြသနေပါတယ်။အသက်20နှစ်တာရှိတဲ့ဘိုင်းလီဘီကာကဘလုံးလောကမှာသူ့ရဲ့နာဂတ်ကိုထူထောင်နေတဲ့လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ဇာမကတို့အဖြစ်နေရာရရှိဖို့ကြိုးပမ်းနေတဲ့အချိန်မှာဒီလိုမမျှော်လင့်တဲ့ဖြစ်ဆိုးနဲ့ရင်ဆိုင်ရတာကတကယ်ကိုရင်နာစရာကောင်းပါတယ်။ သူအကျိုးစားမှုတွေအိမ်မက်တီအားလုံးကအခုလိုမျိုးရုတ်တရက်ရက်တန့်သွားရတာကဘောလုံးကတော့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်။သူ့လိုလူငယ်လေးတို့ရဲ့အိမ်မက်တီရုတ်တရက်ပြိုလဲသွားတာကဇာမရီရဲ့ဘောကဘလောက်ထိတိုးတော်ပြီးမတီမြဲတဲ့မူဆူတာကိုလည်းဒီပေးနေပါတယ်။ဗာနီပီကာရဲ့ဖြေရကဘောလုံးပွဲစဉ်မှာရုတ်တရက်ဖြစ်ပေါ်နိုင်တဲ့အန်နီယယ်ကိုတင်ဟပြသနေပါတယ်။ဒီလိုနာကျန်တဲ့တင်ကန်းစာကနေဘောလုံးကသားတွေကဇာမရီရဲ့လုံချုံကြီးကိုပို့ပြီးအလေးထားဖို့လိုအပ်ကြောင်းထပ်မံနှိုးကြားလာနိုင်ပါတယ်။အထူးသဖြင့်ဦးကောင်းတိုက်တန်ရတဲ့နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေကိုပုံမတင်ကျပ်တဲ့ဆိုတဲ့ဆွေးနွေးမှုတွေပုံမဖြစ်လာဖို့မျှော်လင့်ရပါတယ်။ဒီကရဲ့ဝိညာဉ်ကငြင်းချမ်းစွာနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်သူရဲ့မိသားစုနဲ့ဘောလုံးတိုင်းဝိုင်းတဲ့သူတတ်တူဝဲနေရပါတယ်။ कटे अमर बजे